ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်အတွေ့ကျွန်တော်အတွေ့ကျွန်တော်အမြင်အစီအစဉ်ကနေပြီးတော့တော်လန်ပြည်သူအားလုံးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာအဲ့တော့ထုံးစံတိုင်းလူမှုကွန်ရက်ပေါ်ကနေပြီးတော့တချို့ချို့သောသတင်းတွေကိုကျွန်တော်အတွေ့ကျွန်တော်အမြင်နဲ့ပြန်လည်တင်ပြဖို့ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့ဒီဗီဒီယိုစုံလေးလိုက်ပါကြည့်ရှုပေးကြပါအောင်ဗျကဲစမယ်โอเคကျွန်တော်တို့ရဲ့နိုင်ငံမှာ ဒါရဝိုင်းနဲ့ပတ်သက်ရင်အဆင့်တန်းတွေခွဲကြကြတယ်ဥပမာပေါ့နော်တရိတ်ဆန်ပေါ့နော်တရိတ်ဆန်ဆိုတာဒါလူမဟုတ်တဲ့သူတရိတ်ဆန်လို့ခေါ်ကြအဲ့တရိတ်ဆန်တွေထဲမှာမှကျွန်တော်တို့ရဲ့အနည်းဆက်ဆုံးမှာဆိုရင်ဟလာတရိတ်ဆန်တွေရှိတယ်ခွေးတွေကြောင်တွေအဲနောက်ပြီးတော့ကျွန်တော်တို့ဘာလဲဒါတွေကအိမ်မွေးတရိတ်ဆန်တွေဖြစ်ကျွန်တော်တို့တတ်မှတ်ကြတယ်ပေါ့နော်ဒါပေမဲ့ပြောင်းလဲလာတဲ့ခေတ်ကြီးမှာတော့အိမ်မွေးခွေးတွေတော်တော်ဟိုဖြစ်ကြတယ်တရိတ်ဆန်တွေကိုချစ်ကြတဲ့သူတွေအနေနဲ့ခွေးတွေဘာတွေဆိုရင် အာတော်တော်လေးကိုခရူးတဆိုင်နဲ့အာကျွေးကြတယ်၊မွေးကြတယ်။အဲကျွန်တော်ငယ်ငယ်တုန်းကတော့ခွေးဆိုတာနိုင်ငံရဲ့ဒလီထုံးတန်းနေပါသားတရားနဲ့ပတ်သက်ခွေးဆိုတာနိုင်ကြတဲ့တရားအဖြစ်ကျွန်တော်တို့သတ်မှတ်ကြတယ်ဗောနော်။အဲ့တော့ဟိုကျွန်တော်တို့နိုင်ငံမှာအာနိုင်ကြတဲ့တရားနဲ့အနှိုင်းခံရတဲ့ဖွဲ့စည်းတစ်ခုရှိပါတယ်။ဒါကဘာလဲဆိုရင်စစ်တပ်ကိုစစ်ခွေးလို့ကျွန်တော်တို့ခေါ်ကြခြင်းပဲဖြစ်ပါတယ်။အဲ့တော့စစ်ခွေးလို့ဘာလို့ခေါ်ကြလဲ။ပြောရမယ်ဆိုရင် ခွေးဆိုတဲ့တရဝါကခွေးကိုချစ်ကြတဲ့သူတွေအများကြီးရှိတယ်အသိဉာဏ်ရှိတဲ့ခွေးလည်းအများကြီးပဲเนาะအဒီဗီဒီယိုမှာကျွန်တော်အဓိကပြောချင်တာခွေးတွေကိုဗလိမ့်နေခြင်းမဟုတ်ပါဘူးဒါပေမဲ့ခွေးဆိုတာတော့လူလောက်အသိဉာဏ်တော့မရှိဘူးလေเนาะတင်ပေးရင်တင်ပေးနိုင်တယ်လို့ခွေးဆိုတာကတော့လက်ပြီးဟလာလင်းယောမာနဲ့ဟလာပြောရင်နားထောင်တယ်အဲဒီလိုမျိုးပုံစံမျိုးလေ့ကျင့်ပြီးလို့ရအောင်ပေါ့เนาะအဲ့တော့ဒါပေမဲ့လေ့ကျင့်ပြီးလို့လည်းမရဘူးပေါ့เนาะသူနေခြင်းတယ်လို့လည်းနေတယ် အာရက်ွက်ကိုလည်းဒုက္ခပေးတယ်လူတွေကိုလည်းဒုက္ခပေးတယ်ဒီလိုခွေးတွေလည်းကျွန်တော်နိုင်ငံမှာအများကြီးရှိတယ်အထက်ကမှဒါကျွန်တော်တို့ ਨੇ နှိုင်းရှင်နေတဲ့စစ်ခွေးဆိုတဲ့တရဝါတွေစစ်ခွေးဆိုတဲ့တရိတ်ဆန်တွေပေါ့နော်အဲ့လိုကောင်းနေအခုရက်ွက်ထဲမှာဖြစ်တယ်လို့ခွေးအချင်းချင်းကြိုက်ကြတဲ့ဖြစ်စဉ်တခုမန္တလေးမှာ ဖြစ်သွားပါတယ်အဓိကတော့ခွေးအချင်းချင်းပြန်လဲပြစ်ပြစ်ကြတာဖြစ်ပါတယ်စစ်ခွေးအချင်းချင်းပြန်လဲပြစ်ကြတာဖြစ်ပါတယ် ဲ့တော့ဒါကဘာလဲဆိုရင်တော့ဒီသူတို့မန္တလေးတိုင်းအလေးပိုင်းတိုင်းစစ်ဌာနချုပ်လို့ပြောတဲ့မန္တလေးမှာ အခြေစိုက်တဲ့မန္တလေးအော်မီတာတဲ့မြို့နယ်ဈေးကျူနဲ့နိုင်စင်အနီးကအင်းဝဘန်မှာဘောနော်လုံခြုံရေးယူနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ဘောနော်စစ်ကွေးချင်းချင်းပြစ်ခတ်မှုဖြစ်ပြီးတော့တက်ချက်ကြီးတယောက်တေဆုံးပြီးတော့တယောက်ဒဏ်ရရတယ်ဆိုပြီးမြို့ခံတွေကနေပြီးတော့တိရပါတယ်အဲ့တော့စစ်ကွေးချင်းချင်းကြိုက်တာဘောနော် အခွေးမကိုက်နဲ့လို့လည်းပြောလို့မရဘူး။ဘာလို့လဲဆိုတော့အခွေးတွေကအချင်းမမကောင်းတာ။နော်အခွေးတွေကရက်ကွက်ကိုလှဲ့ပြီးဒုက္ခပေးနေတဲ့ခွေးတွေဖြစ်ပါတယ်။ဒါကြောင့်မလို့ခွေးချင်းချင်းကိုက်ရင်လူတွေကလည်းရှည်နဲ့မပတ်ကြတော့ပါဘူး။ဒီခွေးတွေကိုတနာလို့ဆိုပြီးလဲအိမ်မော်ခေါ်တင်လို့မရဘူး။ကျွေးတဲ့လက်ကိုပြန်ကိုက်တဲ့ခွေးတွေဖြစ်ကျွန်တော်တို့က တတ်မှတ်ထားကြ။ဒါကြောင့်မလို့လေခွေးမှာကောင်းချင်ဆိုချင်းဆိုတာသူကသူရှိရဲ့ခွေးအပိတခွေးကိုအနက်အိပ်ပဲဖွင့်နေ။ငါတို့လည်းဆိုတချို့ကြောက်လေခွေးနဲ့တော့မနိုင်ပါနဲ့ခွေးတွေတိတ်ခါကြပါဆိုပြောကြတယ်။ဒါပေမဲ့ကျွန်တော်ကျွန်တော်ဆိုလိုချင်တဲ့ဒီဘောနော်စစ်ခွေးဒီကျွေးတဲ့လက်ကိုပြန်ကြိုက်တယ် ပေါ့နော်အချင်းမကောင်းတဲ့ခွေးလူလိုနားမလဲတဲ့ခွေးဒီလိုခွေးတွေကိုပြောနေခြင်းဖြစ်ပါတယ်အဲ့တော့စစ်ကွေးချင်းချင်းပြန်ကြိုက်တယ်တဲ့အဲ့တော့အဓိကတော့သူတို့ဘန်မှာလုံချုံယူတယ်ပေါ့နော်လုံချုံယူရင်းနဲ့တယောက်နဲ့တယောက်ပြန်လဲပြက်ခတ်တဲ့အချိန်မှာအနီးနားမှာရှိတဲ့ဥစ္စာတွေကလိုက်ပြစ်တာပေါ့နော်ပြစ်တဲ့အချိန်မှာအဲ့ဒီတက်သားကပြစ်လိုက်တာအတက်ချက်ကြီးတေသွားတယ်ပေါ့နော်အဲ့တေသွားတယ်အဲ့စစ်ကွေးတက်ချက်ကြီးကတေသွားတယ်တေတော့ဒီတက်ချက်ကြီးက အာဘာကြောင့်ပြစ်တာလဲလို့ပြောတယ်အာသူတို့အာဒီမှာလုံချုံရင်းဆောင်ရင်းနဲ့ဟိုညက်ဒီညက်တွေရှိမှာပေါ့ဗျာအဲရားတဲ့ဥစ္စာကိုဝေစုခွဲတဲ့အချိန်မှာအာသူကဒီတက်ကြွကြီးကအကုန်ယူတယ်တက်သားတွေကိုခွဲမပေးဘူးဆိုပြီးတော့ပြောတယ်ပေါ့နော်အဲဝေစုခွဲရင်းနဲ့စကားများကြတာဆိုပြီးတော့ပြောတယ်ပေါ့နော်နောက်ပြီးတော့အဲပြစ်တဲ့တက်သားကတော့အခုချိန်ဟောတော့ဟိုလွတ်သွားတယ်အာသူကတော့လိုက်ရှာနေတယ်မိတယ်လို့တော့အတန်မကြားသေးဘူးနော်ဒီဥစ္စာကိုဇောဖုံးလိန်ကိုယ်တိုင်လည်းဒီသတင်းကိုအတီးပြုတ်ထားပါတယ် မပြောမပြောရဲတော့တာ မပြောရဲတော့တာအဲ့ဒါဘာဖြစ်သွားတာဟုတ်အဲ့ဒီဘာတော်တော့အဲ့ရှာရတယ်တကြီးနေပြီတကြီးတော့သူလဲစိတ်နေနေဟိုလိုမျိုးပေါ့နော်တော့ဘူပေါ်တယ်တော့ပြီးတော့အဲ့မှာကျန်တာတကြတော့ဒီနေ့တော့ကျွန်တော်တို့ခြေဆံငါးချက်လောက်နဲ့ပြစ်ခံရတယ်ဆုံးသွားတယ်နောက်တစ်ခုကနော်ကိုယ်ကလည်းဘာသာစတိလေကအရှင်းလေးအရှင်းလေး တော့ကျွန်တော်အဲ့လိုပဲတွန်းလိုက်မယ်အဲ့လိုပြောရင်တော့ဒါကျွန်တော်ဒီ line မှာတလောက်ပဲတွန်းလို့ရှိတယ်တလောက်ပဲဟောအဲ့တော့ဒီနေ့မန်လေးရဲ့နေတာကိုခင်ဗျားတို့ကခင်ဗျားတို့လိုက်ဆောင်တယ်ဟုတ်လားကိုစောဘုန်းကြီးပြောတာဟုတ်တယ်အဲ့တော့ဒါကတော့သူတို့ချင်းချင်းဖြစ်ကြတာပေါ့နော်အဲ့တော့သူတို့ချင်းချင်းဖြစ်ကြတာက အာဒါဖြစ်တဲ့နေရာကလည်းမြို့လေမြို့ထဲမှာဖြစ်တာပေါ့နော်မြို့ထဲမှာဖြစ်တယ်အချင်းချင်းပြစ်ခတ်တယ်အဓိကတော့ဝေစုခွဲတဲ့ကိစ္စနဲ့ဖြစ်တာပေါ့နော်ဒါပေမဲ့ဒီကောင်ကဒီဒီထဲမှာတော့ပြောရတော့အာစိတ်ဖောက်ပြီးပြစ်တာလို့ဘာဘာဖြစ်တယ်အရောညာဖြစ်တယ်လို့ပြောတယ်ပေါ့နော်တကယ်တမ်းကျတော့မြို့ထဲမှာဒီလိုလုံနေတဲ့သူတူနေစိတ်ဖောက်စရာအကြောင်းရင်းကိုမရှိဘူးပေါ့နော်ဘာလို့စိတ်ဖောက်အောင်ပါလဲဖောက်စရာအကြောင်းမှမရှိဘူးထုံးစံတိုင်းပေါ့ဒီကောင်ကလိန်တာတော့လိန်တာပေါ့စိတ်ဖောက်ပြီးပြစ်တယ်လို့ဘာပြစ်တယ်လို့ညာပြစ်တယ်လို့ ਨੇ ပြောတာပေါ့ အဲ့တော့စစ်တပ်ထဲမှာဒီလိုအထက်အောက်ဒါဆိုရင်အထက်အောက်ပြဿနာဖြစ်တာပေါ့နော်တက်ကြကြီးနဲ့တက်သားဆိုတာဒါတက်ကြကြီးသူ့ကိုအုပ်ချုပ်တဲ့သူဒီလူကိုပြန်ပြစ်တာပေါ့အဲ့တော့ဒီလိုပြဿနာကြီးစစ်တပ်ထဲမှာကဖြစ်နေကြပဲအာဖြစ်နေကြပဲဖြစ်နေကြပဲဖြစ်နေကြပဲပိုဆိုးတာဒီလိုချိန်တွေဆိုပိုဆိုးတယ်အတကယ်တမ်းတော့စစ်တပ်မှာကရဲဘော်ရဲဘက်စိတ်တီတော်တော်လေးကိုနှဲသွားတာအဖွဲ့အစည်းတစ်ခုမှာကျွန်တော်တို့ရဲဘော်ရဲဘက်စိတ်ဆိုတာတအားလိုအပ်ပါတယ် ရဲဘော်ရဲဘက်စိတ်ဆိုဒီမှာဟိုမေတ္တာတရားတွေဟာတူးနဲ့တူးပေါ့အနစ်နာခံမှုတွေဒါအများကြီးပါတယ်ပေါ့နော်ကိုချင်းစာတရားတွေဒါတွေအများကြီးလိုအပ်တယ်အဲ့တော့တနက်ကင်ထားတဲ့သူတွေချားထဲမှာရဲဘော်ရဲဘော်စိတ်ဆိုတာတော်တော်လေးကိုလိုအပ်ပါတယ်စစ်တပ်အရင်တော့တိုက်ပွဲတွေနိုင်တယ်အာသူတို့ချားထဲမှာပြဿနာတွေနေတယ်အတူတကွာတိုက်နိုင်ကြတယ်စိတ်သက်ကောင်းမွန်တယ်ဆိုတာအဓိကရဲဘော်ရဲဘက်စိတ်တွေကောင်းမွန်ခဲ့လို့လို့ကျွန်တော်တို့ပြောလို့ရမယ်အဲ့တော့ဒီစစ်တပ်ထဲမှာအခုကရဲဘော်ရဲဘက်စိတ်နေသွားပါပြီ ရဲဘော်ရဲဘက်စိတ်နဲအောင်လဲစစ်အာဏာစိတ်စစ်အာဏာရှင်တွေကလှုပ်ထားခဲ့တာဖြစ်ပါစစ်တပ်ထဲမှာအချင်းပြတ်ခြားစားမှုလက်စားမှုတွေနောက်ပြီးတော့အနိုင်ကျင့်မှုတွေတယောက်နဲ့တယောက်ကြားရဲမှာအမိန့်တွေကိုလှုပ်ရှင်တာတွေလှုပ်တာတွေဒါတွေကစစ်တပ်ရဲ့ပျက်စီးခြင်းတွေလို့ကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့ရဲဘော်ရဲဘက်စိတ်နဲနေတဲ့ဘောနော်လက်နက်ကင်အဖွဲ့စည်းတွေဟာပြဿနာတွေများစွာရှိပါတယ်ဒုနဲ့တူကြမကျေနပ်တာတွေဖြစ်လာမယ်တာဝန်ခွဲဝေမှုတွေမှာဘောနော် ကျွန်တော်တို့မမျှတမှုတွေဖြစ်လာမယ်ဒါတွေကအများကြီးပဲပြောရမယ်တော့ဒီဟာနဲ့ပတ်သက်ပြီးတော့အချက်လက်တွေကအများကြီးပဲကျွန်တော်တို့ပြောစရာတွေကတော့အများကြီးပဲเนาะအဲ့တော့ကျွန်တော်အဓိကပြောချင်တာကရုပ်စာစီရဲဘော်ရဲဘက်စိတ်တွေအားနေလာလို့ဖြစ်တဲ့အကြောင်းတရားလို့ကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့စစ်တပ်ကတော့ဒါကိုမမြင်ပါဘူးသူတို့ကိုယ်တိုင်လည်းဒီစိတ်ဓာတ်တွေကိုပြန်ပြီးတော့ပြင်ပေးလို့မရတော့ဘူးအဓိကတော့ပြည်သူကို စော်ကားတယ်ပြည်သူကိုအနိုင်ကျင့်တယ်ပြည်သူကိုတက်ဖြတ်တယ်ပြည်သူကိုပြည်သူလို့မမြင်တော့ဘူးပြည်သူကငါတို့ကိုကျွေးနေပါလားဆိုတဲ့စိတ်မရှိတော့ဘူးမသိရင်သူတို့ကပဲပြည်သူပေါ်ကျေးဇူးရှင်တွေလို့ပါလို့လို့ပြန်လုပ်ပြတဲ့အကျင့်တွေဒါတွေကြောင့်မလို့သူတို့ရဲ့ဒီအဖွဲ့အစည်းဟာဘောနစိတ်တပိုင်းဆိုင်ရာကသာအောက်တန်းကျပြီးတော့တော်တော်လေးကိုဆွဆူဝါပျက်စီးလာမှုတွေကိုကျွန်တော်တို့မြင်လာတာဖြစ်တယ်ဆိုတာကိုကျွန်တော်အဓိကထားပြီးတော့ပြောချင်တာဖြစ်ပါတယ်အဲ့တော့ဒါကတော့သတင်းတစ်ခုပါကျွန်တော်နောက်ထပ် ဖြစ်ရတခုကိုပြောချင်တာကဒါပါဘာလဲဆိုတော့ဒါဖက်ခွက်စားဆိုတဲ့မှာကျွန်တော်ကျွန်တော်ကဒေါ်လာရင်းနဲ့ပတ်သက်ရင်ကျွန်တော်ရန်ကအရန်ပြတ်ပါတယ်ကျွန်တော်တကူသာပေါ့နော်ကျွန်တော်ရန်ကအရန်ပြတ်တယ်ကျွန်တော်ပတ်ဝန်းကျင်ရသူတွေကိုလည်းဒေါ်လာရင်းလုံနေတဲ့သူတွေကိုလည်းရန်ကပြတ်အောင်အမြဲလို့လို့ကျွန်တော်တိုက်တွန်းပြတ်ပါနောက်ဆုံးစားတဲ့အစားအသောက်ကစပြီးတော့ အာကျွန်တော်တို့ပေါ့နော်အာကိုဒါကတော့ point ကအာညီဒါကတော့ point ကအမကြီးဒါကတော့ point ကစသည်ဖြင့်ပေါ့နော်ကျွန်တော်တို့တတိပေးလိရှိတယ်ဒါကတော့ point ကဒီဥစ္စာတွေမကြည့်နဲ့နော်ဒီဥစ္စာတွေက point ကပဲဒီကောင်တွေကစစ်ကောင်စီကိုဝါရဖြန့်ပေးနေတဲ့ကောင်တွေအာဒီလိုမျိုးဥစ္စာကိုပေါ့နော်ကျွန်တော်နောက်ပြီးကျွန်တော်ကိုယ်တိုင်လည်းပေါ့နော်ရန်ကပြက်အောင်ကျွန်တော်နေနေလေးနေထားရှိရပေါ့နော်အာကျွန်တော် point ကတချင်းနေ point ကအဆူတော်တွေပါတယ်ဆိုကျွန်တော်နားထောင်လေးနားထောင်လာမရှိပါဘူးကျွန်တော်တို့နိုင်ငံမှာ ဟုတ်နော် point cop ဆိုတာ social punishment လောက်ရမယ်အဖက်ခွက်စားတွေတော်တော်ကိုများပါတယ်တချို့ဖက်ခွက်စားတွေကအာဗာတော်လိုင်းစမှာပြည်သူရဲ့ရှေ့မှာမျက်ရည်ကန်ထိုးပြီးတော့အာသူတို့ပဲဟာဗောနော်ဒီစနစ်ကြီးကိုမကြိုက်လို့တွန်းလှန်နေသလိုလိုဘာလို့လို့အခြေအနေတွေနဲ့ဗောနော်အာကင်မရာတွေရှေ့မှာ ပြောဆိုခဲ့ကြတာရှိပါတယ်အဲ့ထဲမှာနာမည်ကြီးတဲ့သူတွေထဲမှာခင်လိုင်းတို့ဒိန်းတောင်တို့ဆိုတာ ရှိခဲ့ပါတယ်။ဒါပေမဲ့ဒိန်းတော်ကတော့အစားတွေကမပါဘူးဘောနော်။ခင်လိုင်ကတော့ဒါကင်မရာရှိမှမျက်ရည်တွေကြိုက်ပါပြပြလို့ပြပြကျလို့ပါဆိုပြီးဟာလာမျက်ရည်တွေကြပြီးပြောခဲ့တဲ့ဖြစ်စဉ်ဖြစ်ပါတယ်။နောက်ပြီးတော့အာကျွန်တော်တို့တော်လိုင်းရေးအစပါလေအာဒီလိုမျိုးတွေလုပ်ခဲ့တယ်။အာနောက်ပြီးတော့ဒီတက်ခါပေါ့နော်ကိုမင်းမော်ကွန်းကခင်လိုင်ကိုအာခင်လိုင်ရဲ့ live တစ်ခုမှာ အာသူကဝင်မက်မှုကိုခင်လာရေးဒီချိန်ဒါတွေမလုတ်တင်သေးဘူးအာဘောတော့ဒါချစ်လို့ခင်လို့စေနာနဲ့ပြောတာပါဆိုပြီးကိုမင်းမောကဝင်မက်မှုတယ်အနောက်ထပ်အဲ့ဒါကိုသူတမီးဒဇင်ထူးမြင့်ကနေပြီးတော့ဟလာပို့အရှိရေးပြီးတော့ဟလာသူတို့ကဒါမိသားစုစာဝင်နေကြောင်းမှာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ပြန်လှန်ပြောဆိုပြီးတော့ပြောထားတာပို့တစ်ခုကိုလည်းကျွန်တော်တို့အာဖတ်လိုက်ရမှာပါ ပြောချင်တာကဘာလဲဆိုတော့ဒါကွန်မြူမော်ကွန်လို့ဆိုလဲအခုချိန်ဒီပြည်သူပဲရက်တည်ပြီးတော့ပြည်သူအတွက်မမမတ်မတ်နဲ့ပေါ့နော်တကယ်ကိုရှေ့တန်းကြကြတွန်းလှန်နေတယ်သူတို့တွေအခုလောလောဆယ်ပေါ့နော်အလွမြောက်နေမြည်လို့ကျွန်တော်တို့ပြောလို့ရနိုင်ငံသားမှာပေါ့နော်အော်စီမှာရောက်နေတော်ညာလဲအသူတို့တွေတော်လန်ရေးအတွက်နိုင်တဲ့နေရာပေးဆက်တယ်ကွန်မြူမော်ကွန်ဆိုပြည် ပြည်ရင်းထိပြန်လာတယ်ပြန်လာပြီးတော့ဟလာဟိုသူ့ရဲ့လုံနိုင်တဲ့အမှုပညာနဲ့ ဒီတော်လိုင်းရေးအတွက်ရံမုံငွေတွေရှာတယ်အလုပ်တွေလုပ်ပေးတယ်ရုပ်ရှင်တွေရိုက်တယ်ပြည်သူလူထုကြားထဲမှာအမြဲတမ်းမမမမနဲ့ရက်တီပေးနေတဲ့အတူတူဖြစ်ပါတယ်အဒီလိုတူလူတူကိုအတုံးကအဲ့လားစပ်ကြီးတောက်ကြဲတွေပြောပြီးတော့ဘောနော်သူတမီးကဟိုဟာလှုပ်တယ်အခုကျတော့ပြည်သူရှစ်မှာမျက်ရည်ကန်ထိုးနေတဲ့ကောင်ကစစ်တပ်ထဲကြီးတွားပြီးတော့ဖျော်ဖြေမှုကိုလုပ်ပါတယ်ပထမတော့သူတို့အနေနဲ့ဒီဒီဗီဒီယိုကိုလုံးဝအဲသူတို့ဖျော်ဖြေခဲ့တာကိုလုံးဟိုဟာဘောနော် online ပေါ်တွေပါမတင်ဘူး ဒါခင်လိုင်ကအခုသူ့ကိုသူ့ဘာသူဇက်လို့လို့ဘာလို့လို့ပေါ့နော်အာဟိုနာဒီနာသူတွေကိုကောက်ဆွဲပြီးတော့အာဇက်လို့လို့ဘာလို့ထောင်ထားတယ်လို့တော့သိရတယ်ဟုတ်လား YouTube မှာလည်းတချို့ဟိုပါဗါလေ channel တခုလုတ်ပြီးတော့ခါသဝင်ကဘာဆိုလားဘာဆိုလားညာဆိုလားအဲ့လို channel တခုလုတ်ပြီးတော့ဟာသဇလန်းတို့တွေရိုက်နေတာလေကျွန်တော်တို့တွေ့ရတချို့နေရာမှာသူ့ရဲ့ဟိုဟာဘာညာတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ပြောရမယ်ဆိုခင်လိုင်ဒီဘောနော်ဒိန်းတောင်လို့တရားဝင်ပေါ့နော်အာစစ်တပ်ကြီးကိုထောက်ခံမှာရဲဘာဖြစ်တယ်ညာဖြစ်ပယ်မယ် မပြောရဲပေမဲ့ဘောနော်အာစစ်တပ်ရဲ့အလိုကျဘောနော်စစ်တပ်ရဲ့အလိုကျပြည်သူလူထုကိုစုံကံပြီးတော့စစ်တပ်အလိုကျလုပ်နေရတဲ့ဒုတူဖြစ်တယ်ဆိုတော့ကျွန်တော်တို့အခုဖြစ်လာတဲ့ဖြစ်ရဗီဒီယိုကနေပြီးတော့ကျွန်တော်တို့မြင်နေရမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုတော့အရင်ကြည့်လိုက်မယ်နော်ဒါက အနာမခအတွင်းမှာရှိတဲ့ခမ်းမကြီးတွေမှာအာဒါကျွန်တော်တို့သူတို့ဖြောပြေးပွဲလုပ်နေတဲ့ဟိုဗီဒီယိုဖြစ်ပါတယ် ဒီတဲ့ဗီဒီယိုမှာ အောက်တန်းကြတဲ့ပြက်လုံးပေါ့နော် အောက်တန်းကြတဲ့ပြက်လုံးအာကျွန်တော်တို့ရုပ်ဓာတ်အနတ္တတွေပါတယ်အောက်ပိုင်းအောက်ပိုင်းပြက်လုံးတွေနဲ့ပြက်နေတဲ့ဗီဒီယိုအတူအပိုင်းစလေးပါဒါကို TikTok မှာဒါနာမခါကသွားကြည့်ရသူတွေတင်လာတာပေါ့နော်စစ်တပ်ကသူတွေကတင်လာတော့ဒီကောင်တွေလိန်လို့ညာလို့မရတော့တဲ့အခြေအနေတစ်ခုဖြစ်သွားတာပေါ့အဲ့တော့အာဒီကောင်တွေတွာလာနေတဲ့အချိန်မှာလဲစစ်တပ်ကနေပြီးတော့ဟာလာအလှလုံနေတယ်လာပြောတယ်မုံရပတ်လယ်မှာအမြောက်တွေနဲ့လိုက်ပြစ်ပြီးတော့ပြစ်လို့တေွားတဲ့သူတွေရှိပါတယ်အဲ့တော့ သွေးမြေကြခဲ့ရတယ်ဒီအလှပွဲမှာဟိုတော့ဒီကောင်းနေဟိုမျက်နှာပြောင်းသွားနဲ့ဖြော်ပြတယ်ဟလာညက်ပတ်မရိုင်းစုပ်ပြတ်တဲ့ပြက်လုံးနေနဲ့အာကျွန်တော်တို့ဖြော်ပြတယ်ဓာတ်တွေကိုလည်းကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဒီထဲမှာဆိုရင်ခင်လိုင်းနဲ့အတူတွေ့ရတာပါလား heart attack ကကောင်းနှစ်ယောက်ကိုတွေ့ရတယ်ဘာဒီမှာတွက်လက်ဆိုတဲ့ကောင်ရယ်အနောက်ပြောဘာလဲဟိုဘက်က jelly ဆိုလားဘာဆိုလားအကောင်တွေပေါ့နော်အကောင်တွေဒါ အတူတူပါဝင်နေတာကျွန်တော်တို့တွေ့ရတယ်။နောက်ကသူတွေကတော့ကျွန်တော်တေချာမမြင်ရဘူး။အဲသူတို့အဖွဲ့တွေကဟိုတုံးဒီတုံးမင်းသမီးတွေနေမှာပေါ့နော်။အဲ့တော့ပြောချင်တာကဘာလဲဆိုတော့မျက်နှာပြောင်တိုက်တယ်လို့ကျွန်တော်တို့ပြောရမှာပေါ့နော်။မျက်နှာပြောင်တိုက်တယ်လို့အဲကျွန်တော်တို့ပြောရမှာ။နောက်ပြီးတော့ဒီခင်လိုင်းတို့ကလို့ဆိုလဲဟိုပြောရမယ်ဆိုရင်လူတွေရဲ့အခြေအနေပေါ်လိုက်ပြီးတော့ရှာစားတတ်တယ်။နောက်ပြီးတော့ဟောပေါ့နော်လူလူကိုစော်ကားတယ်အချိန်ချင်းခါခါစော်ကားတယ် ဒီဖက်ခွက်စားတွေတမှာဒီကောင်တွေကထိတ်ဆုံးဖြစ်ပါတယ်အဲ့တော့ဒီကောင်တွေကိုကျွန်တော်တို့ပြပြသားသား social punishment အာပြပြသားသား blind cop ကျွန်တော်တို့လောက်ရပါမယ်တန်းနိုင်တဲ့မြတ်ကျွန်တော်ဒီနေရာကနေတိုက်တွန်းချင်တာအခုသူတို့ကကျွန်တော်စစ်တပ်တဲ့စစ်တပ်ကိုထောက်ခံတယ်လို့မပြောပေမဲ့စစ်တပ်အတွက်အလုပ်လုပ်ပေးနေတဲ့သူတဦးလို့ကျွန်တော်တို့ယူဆရတယ်စစ်တပ်အတွက်ဖြောပြေးပေးနေတဲ့သူတဦးလို့ကျွန်တော်တို့ယူဆရတယ်ငားချင်းမငားချင်းကိုကျွန်တော်တို့နောက်ထားကျွန်တော်တို့ကမဖြောပြေးခြင်းပဲနဲ့သွားဖြောပြေးပါတယ်လို့ပြောလို့လည်းမရဘူး ပေါ့နော်ဒါကစစ်တပ်ရဲ့ဟိုအတွင်းအထိကိုသွားဖျော်ပြတဲ့သူတွေဖြစ်ပါတယ်အပြောချင်တာကဒီခင်လိုင်ဆိုတဲ့ကောင်ကိုအကျွန်တော်တို့ပေါ့နော်ဟိုအမှန်တရားဘက်ကပြည်သူတွေနေကတော့ပြက်ပြက်သားသားကျွန်တော်တို့ဟာလာ social punishment လောက်ကြပါအာသူနဲ့ပတ်သက်တဲ့သူတွေကိုပါကျွန်တော်တို့ social punishment လောက်ကြပါအဓိကအားဖြင့်သူတို့လိုကောင်တွေကိုကျွန်တော်တို့လောက်ရမှာကသူတို့ပါတဲ့ရုပ်ရှင်စကားတွေမကြည့်နဲ့သူတို့ လုတ်တဲ့ဗီဒီယိုဇာလန်းတွေမကြည့်နဲ့သူတို့တင်တဲ့ post တွေ like မပေးနဲ့သူတို့တင်တဲ့ဟလာအရာတွေသူတို့တင်တဲ့ဟာသတွေကိုတော့မကြည့်နဲ့အာဒါတွေကိုကျွန်တော်အဓိကထားပြီးတော့ပြောချင်တာဖြစ်ပါတယ်အဲ့တော့မင်းကဒီအချိန်မှာဒါတွေပြောနေလို့ like လုတ်တဲ့သူရောရှိသေးရလားဆိုတယောက်လုံရင်တယောက်ကိုကျွန်တော်တိုက်တွန်းမယ်နှစ်ယောက်လုံရင်ကျွန်တော်နှစ်ယောက်ကိုတိုက်တွန်းမယ်အခုကျွန်တော်တို့တော်လန်ကြီးရဲ့အခြေအနေကဘယ်ထိဘလို့သွားနေလဲတော်လန်ကြီးကိုမအောင်အောင်တိုက်မဲ့အင်အားစုတွေရှိနေတယ် ဘောတော့ကျွန်တော်တို့တော်လိုင်းကြီးကနိုင်ရမယ်ဆိုတဲ့စိတ်သက်ရှိတယ်အဲ့တော့တော်လိုင်းကြီးသာနိုင်ပြီးွားရင်ဒီကောင်တွေကိုလူတော့မတိုးအောင်ကျွန်တော်တို့လှုပ်ရပါမယ်အထူးကတော့အခုအချိန်မှာစစ်တပ်ရဲ့အလိုကျလုပ်နေပါလေကျွန်တော်တို့ကအတန်းကတော့စစ်တပ်ခိုင်းလို့လှုပ်ပါတာမျက်ရည်ခံနေလာမထိုးနဲ့ဒါတွေကတက်သေးတယ်ဒါတွေကတက်တည်ဒါကြောင့်မလို့ကျွန်တော်တို့ဒီဥစ္စာတွေကိုပြောနေခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေပြက်သားပါပြက်သားပါဒါတွေကအရန်အရေးကြီးပါတယ်ပြောရမယ်ဆိုရင်ဒီကောင်းလေးဆိုတာကျွန်တော်တို့စစ်တပ်အတွက်လှုပ်ပေးနေတဲ့ပြည်သူကိုချင်းထဲတဲ့ ဝါလာဖြန့်ဇကားတွေတချို့ဟာတွေရိုက်ဖို့အတွက်ရှေ့ကနေအတုံးတော်ခံနေတဲ့သူတွေဖြစ်ပါတယ်ဘောနော်စစ်တပ်ကပေးကျွေးတာတွေစားနော်အယုဇာတွေနဲ့အလားပြည်သူကိုပြန်စော်ကားတဲ့လောက်ရက်တွေကိုလုံနေတဲ့သူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီဇကားတွေကိုဒီနေ့ဒီလိုတွေပြောနေရခြင်းဖြစ်ပါတယ်အဲ့တော့ဖက်ခွက်စားရေရဲမှာဘောနော်ဒါစစ်တပ်ဘက်ကထပ်ပြီးတော့ရက်တီလိုက်တဲ့ခင်လိုင်လို့ပဲပြောရမှာပေါ့နော်အဲ့တော့ဒီခင်လိုင်ကိုတော့ကျွန်တော်တို့တွေခင်လိုင်နဲ့အပေါင်းပါတွေကိုတော့ကျွန်တော်တို့ပြည်သူတွေ တဲတဲ့နှလုံးထဲကမှတ်ထားပါသူတို့လုပ်ခဲ့တဲ့အရာတွေဟာတနေ့ကြရင်သူတို့ပြန်ခံစားရမယ်ဆိုတော့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဒီနေ့ကျွန်တော်အတွေးကျွန်တော်အမြင်စီစဉ်ကိုဒီလောက်နဲ့ပဲရန်သားကြပါတယ်တော်လံပြည်သူများအားလုံးစိတ်လက်ကြည်သာစွာနဲ့တနေ့တာကိုဖျက်ဆီးနိုင်ကြပါသည်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်